ခါကမျိုးသားမင်းမှာအလွန်နှောက်ပပြီးချစ်စရာကောင်းတဲ့စောကလေးယာဆိုတဲ့ညီမလေးတစ်ပါးရှိပါတယ်။အဲ့ညီမလေးဟာနေပိုင်စောပွားကြီးနဲ့ချစ်ကြိုက်နေခဲ့ပါတယ်။ဒါကိုမျိုးသားမင်းကသဘောမတူပါဘူး။နေပိုင်စောပွားကြီးဟာသူ့ညီမလေးကိုတကယ်မချစ်မှန်သိလို့ပဲဖြစ်ပါတယ်။ညီမငယ်ကိုလည်းပြောမရစောပွားကြီးကလည်းယာရူးပိုကြီးတာကြောင့်မပြောဘဲနေခဲ့ရပါတယ်။ဒီနေ့မှ ိုးသားမင်းဟာမိမငယ်ကိုခေါ်ပြီးမင်းနဲ့ထွက်ပြေးပါတယ်မျိုးသားမင်းဟာသူ့လက်ဆွဲတော်ဆောင်ကိုပိုက်ရင်ငိုနေတဲ့မိမဖြစ်သူ ကိုကယူးမဆိုင်ပဲမိမဖြစ်သူစောကလျာဟာပင်တရတောင်ရွှေဦးမယ်နိုင်ကူထိတ်ကိုရောက်တဲ့အခါမှာတော့မြင်းဘော်ကခုံချကအဆုံးစီရင်သွားခဲ့ပါတယ်မိမဖြစ်သူစောကလျာဟာပေလူစဲစဲမှာအကိုဖြစ်သူအားချိန်စာတိုက်ခဲ့ပါတယ်ဒီလိုနဲ့မျိုးသားမင်းဟာဆောင်းကိုပိုက်လို့ပကံမျိုးမှာအခြေချနေထိုင်ခဲ့ပါတယ်တနေ့မျိုးသားမင်းတီးနေတဲ့ဆောင်း ောင်းတန်ကိုကြားတဲ့ဘရင်သမီးတော်ဟာစောင်းအိုလူလင်နဲ့တွေ့လို့သူတို့နှစ်ဦးချစ်ကြိုက်ခဲ့ကြပါတယ်သူတို့နှစ်ယောက်ဟာပကံမျိုးတဝကူဖျားနာမှာအမြဲတွေ့လေးရှိပါတယ်တနေ့ဒီအကြောင်းကိုဘရင်ကြီးတည်သွားပြီးအရန်စိတ်ဆိုးကစစ်သူနှစ်ဦးတွေ့ဆုံခြင်းမှာပဲတဝကူဖျားရဲ့မဝကိုအုံနဲ့ပြီးပိတ်ဖို့အမိတ်ပေးခဲ့ပါတယ်အဲ့ဒီလိုပိတ်ခိုင်းခြင်းမှာ သမီးတော်ကပရန်စီယာကြီးကိုအုံနှစ်ချက်ခြံလက်ခဲ့ဖို့တောင်းဆိုခဲ့ပါတယ်